အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာကတော့ဆီယမမီချန်းဝေရဲ့မီးဆုံဝေယုံနှင်းအလင်းညှို့ချက်ဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ရှင်အဝေးကကြည့်မယ်ဆိုရင်ကောင်းငင်ကကျေတာရတွေရည်စင်းတော့သည့်အလားထင်းရောက်ထင်းမှားပွေလေးစားမှုတရက်ကမောင်မင်းမင်းနှက်ကြောကြောရည်ပြင်းထက်မှလင်းလဲထင်ပေါ်နေတော့တယ် မမြင်ရတဲ့ရေအောက်မှာမတေချာမရေရာမှုတွေကိုညှို့ငင်ဆွဲဆောင်မှုအထူးပြုလုပ်ပြင်ဆင်ထားတဲ့သူရဲ့ကင်းမော်မီထွန်လေးကိုမိကြည့်စရာနောင်ကျွမြင်ကကျေစင်လိပ်ပြားလို့အမိပေးထားတယ်။လေနဲ့တစ်ဖက်တစ်ချက်မှာမိသီးကိုင်းတန်တွေတောင်မန်လူဖြန်ကတက်ဆင်ထားတဲ့သူရဲ့ကင်းမွန်ဖန်လေးကတကယ်ပဲကြေတာယာတွေခိုနားနေတဲ့ ပင်လေလိပ်ပြာကြီးတစ်ခေါင်ပါပဲငသိငမွားနဲ့ရေမျောပလင်တွန်ပင်တွေကိုစားတော့ကြပြီးဒစ္စကူမင်းသားရဲ့ပြူပြက်ပြက်မီးဆုံဝီယုံကိုငားရံဝစ်စင်ထားကြတဲ့ကင်းမွန်ကောင်းတွေဟာမီးရောင်အလင်းဓာတ်ကိုဘားကြောင့်များဆွဲမဲ့နှိမ့်ချကြပါလေကင်းမွန်ကောင်းတွေရဲ့တက်မှတ်မှုဟာ လူတွေရဲ့လက်နက်ကြီးဖြစ်နေပါပေါ့များတယ်မလို့အစာမလို့ နေရောင်မလို့လရောင်မလို့900ရဝက်အားမိသည့်အလင်းတွေသာလိုတဲ့ကင်းမွန်မီးထွန်းလေရဲ့လုပ်ငန်းတဘာဝဟာရေမှုဆူတွေရဲ့တကိုးပစ္စလက်အောက်မှာကြေရီတောက်ညတွေအဖြစ် ဖွားမြောက်ရှင်တန်ခဲ့တာကြာတောင်းကြာရှည်ခဲ့ပါပြီဒီလိုရေပြုံမှုဆူတယောက်ရဲ့နှလုံးသွေးတွေလှည့်ပတ်စီစဉ်နေတဲ့နောင်ကျွန်းမြင်ဟာ မြို့ကလေပိုင်ရှင် ဥပေါ်လာနဲ့လက်တွဲခဲ့တာနှစ်တော်ကြပြီဆိုတော့သူရဲ့ကျယ်စင်လက်ပြအပေါ်အတော်ကလေးတန်ရောစင်ရှိနေပြီသူဘဝမှာတန်ဖိုးထားဆုံးအရာဟာသူသမီးသမုတ်ဒေဝီကလွဲရင်သူမိမခင်မမဟုတ်ဖဲကျယ်စင်လက်ပြဖြစ်နေတာလားကြည်ပါတော့ကျေစင်လေးပြာကလည်းသူ့သမီးအသက်ထဲတစ်နှစ်ကြီးတာပဲကို ဒါကြောင့်နောင်ကျွမြင်ဟာကျေစင်လက်ပြားကိုအရေးတကြီးကြီးအဖြစ်တသေးသေးနေတာကိုဆက်စရာနဲ့လှေသားတွေသဘောပေါက်ကြပါမယ်။လူတဘာဝအတိုင်းနောက်ွယ်မှာမေထိုးကောင်းခါလှုပ်ချင်ကြတယ်။တရင်ကျလာပြေကြော်ရာနဲ့ပင်လေတဲ့မထွက်ခင် ဟော်ဒီအရှိကူးလန်အကျယ်ရှစ်တောင်ရှိတဲ့လှေပေါ်မှာမီထုံးမဲ့ခိုင်းနှံတွေမှာမိသီးတွေ တက်ဆင်ပြီးဆိုကြတဲ့က ဇောကန်နေတာမြင်လို့တော့မကောင်းဘူးလေနဲ့နှစ်ဖက်မှာရှက်ဖြာနေတဲ့ခိုင်းနဲ့တခြားမိသည်တွေချိတ်ဆွဲထားတာအစသူစိတ်တန်းကြမဖြစ်မချင်းလေသားတွေဖင်ထိုင်မကြအောင်ခိုင်းနေတော့တာပဲတဖက်သုံးလမ်းစီထွက်နေတဲ့ဝါရံမှာဝန်900အားမိသည်အဖြူသုံးလုံးစီတက်စင်ခိုင်းနဲ့အတူရှည်လိုက်မိသည်အရေးတွဲအနေအများလိုက်ကြွားချင်းကြွားလိုက်မယ် ။ခိုင်းတန်းသုံးတန်းရှိရာအလဲတန်းပိုက်ချတဲ့ဘက်ကကင်းမွန်စုမိနှလုံးကို အဖြူတရောင်အနှစ်တရောင်ချိန်။အဲဒီမိဖြူမိနီကိုပဓာတ်ထုတ်ထားတာ။ဒီလိုပဓာတ်ထုတ်ထားမှမိရောင်ကရေအောက်ကိုစုလင်းသွားပြီးကင်းမွန်တွေကိုတိမ်ကျုံဆွဲဆောင်မှာ။မိလုံးများများထွန်းနိုင်သည်ကောင်းလေ။အလင်းတက်များလေးလေးကင်းမွန်လာလေးလေး ဒီလိုပြင်ဆင်ပြီးလို့သူ့ရဲ့လှေကဲကမခွာမီနောင်ကျွန်းမြင့်ဟာဝစ်စုံတင်းနဲ့ကြွကြွံရွံ့ရွံ့ကြီးလှနေတဲ့သမီးရဲ့အလှကိုကြည့်နေတဲ့အကြည့်မျိုးနဲ့ကျေစင်လက်ပြားကိုကဲထိတ်ကနေဒစိမ့်စိမ့်ကြည့်နေတော့တာပဲရေကဲလုံလုံလောက်လောက်နဲ့တပတ်စာရိတ်ခါတွေလှေထဲချဖို့ကိစ္စကိုတော့ဆက်စရာနဲ့မျက်နှာလွှဲထားလေးရှိလို့ပင်လေတဲ့ရောက်မှစီမလောက်တာမျိုး စံပြတ်သွားတာမျိုး မကြာခဏကြုံမှုလို့ချေးရငှားရတာအခါခါချေးငှားဖို့အခွင့်လန်းကြုံလို့တော်ပါသေးရဲ့ကင်မွန်ရာဒီကသတင်းကျွတ်လာပြေကျော်ကတကူလာအထီးဆိုတော့တချို့လဲကန်းနီးတချို့လဲကန်းဝေးတစည်းမစုံတစည်းစုံနေကြတကယ်ဆိုပဲ့နေမိစရာဟာကင်းမွန်မိထုံးလေးမှာလှေရှင်မျက်နှာလွှဲပေးဖို့ လေတစည်းလုံးရဲ့တာဝန်ဟာသူ့မှာအရှိဆုံးပါသူတို့လိုကဲနီလေတစင်းရဲ့ရင်းနှီးငွေတန်ဖိုးဟာ14သိန်းရှိပြီးပင်လယ်တစ်ခေါက်ထွက်စရိတ်က6000ရှိတာမို့ဥပေါ်လာအနေနဲ့အတိတ်ဆောင်မခံနိုင်တာတဘာဝကြပါတယ်သူ့မှာမဆိုးစလောက်ချုံရင်းချက်ကလွဲရင် ဥပေါ်လာစိတ်တိုင်းကြတဲ့ပယ်နှင်းတယောက်ဖြစ်လုံးတဲ့ကြာရှည်ခဲ့ပြီပေါ့ နောင်ကျွန်းမြေရဲ့လုံတဲ့တဘာကလည်းလုပ်ငန်းခွင်အတွေ့အကြုံတွေစိတ်ဝင်ပူကက်နေတာဆိုတော့လေပိုင်ရှင်တထေးလက်မလွတ်နိုင်တာမဆမ်းပါဘူး။နောင်ကျွန်းမြေရဲ့နာမည်ကပင်လယ်ငွေတက်တွေပြည့်ဝရှန်နေတဲ့နာမည်ဖြစ်နေတယ်။သူ့နာမည်အရင်ကနောင်ကျော်မြင့်ပါ။နောင်ဆိုတာကသူတို့ဒေသမှာဦးကိုကိုဆိုတဲ့အတိတ်ပဲတက်ရောက်တာမို့ သူ့နာမည်အရင်ကကိုကျော်မြင့်ပါပဲဒါပေမဲ့တခါတုန်းကသူ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဒဏ္ဍာရီပုံမြင်ဆက်လှတဲ့သူ့ရဲ့ဘဝအတွေ့အကြုံကသူ့ကိုလှုပ်ဝက်နေနေတဲ့ဂမ်မီယာလမ်းကြောင်းပေါ်နောင်ကျုံမြင့်အဖြစ်ပြစ်တင်လိုက်တာပါပဲဒီတုန်းကသူကလူပြိုလူလွန်စိတ်လွတ်ကိုလွတ်နေတဲ့အရွယ်အလုတ်တစ်ခုတည်းစောက်ချမလုပ်ဖဲ ကြုံရကြပန်းလှုပ်ရင်တနေ့တော့ငါးလေစင်းလိုက်သွားပါလေရောငါးလေဟာဘုတ်ပြင်းခိုင်နဲ့ရောက်တော့ဆက်ပြက်လှေ껫ပြီးပင်လေတဲ့လက်ကြီးတက်တက်ကူးခတ်နေရတဲ့အချိန်ကဲမမြင်လက်မမြင်ရေပြင်ကျဲကြီးထဲမှာဘလောက်ကြာကြာကူးနေမိမှန်းမသိခြေကုံလက်ပန်းကျလို့နီးမှလှိုက်ရိုက်တင်လို့ကျွန်းတကျွန်းပေါ်ရောက်သွားတော့သူ့အသက်က ပင်လေတဲ့တဝက်ကျန်ခဲ့ပြီ။ကန်းကြီးစည်တော်ခြုံဆက်မှသူတတိယလာတဲ့အခါရှိသမျှအင်အားတွေစုစည်းယုံထကြည့်တော့အခုမှ သူ့ဒုက္ခသူတတိထားမိတယ်။သူမှအဝတ်မပါဘလာကိုထီးနှစ်ပါလား။အင်းလီရည်ထဲမှာဘနှစ်ရကြာနေမှမသိ။အဝတ်တွေလဲလှိုင်းလက်တန်တွေချပါသွားရောပေါ့။ ထိတ်လန့်အငဲမှုတွေအထုတ်ထက်ရောက်နေစေ နောက်ထပ်ကြမစိုးကသူ့ကိုစောင့်ကြိုနေတော့တယ်သူရဲ့နေတဲ့နေရာနဲ့ခလန်းလန့်မှာတဲအိမ်စစ်စုကလေးတွေတွေ့ရတော့သူပထမဝမ်းသာကြီးသာသွားတယ်လူမနေတဲ့ကျွန်းကိုရောက်တာထဲလူနေတဲ့ကျွန်းကိုရောက်တာမတည်ဘူးတည်ချာပြီပေါ့ဒါပေမဲ့သူ့ရဲ့ဝမ်းသာစိတ်တွေကိုချက်ချင်းချေဖြတ်လိုက်တဲ့အရာကတော့ အဲ့ဒီတဲအိမ်စုစုကလေးတွေစီကမိမတွေထွက်ပေါ်လာတာပါပဲမိမတွေမိမတွေအပပနဲတဲ့မိမတွေမဟုတ်ဘူးယောက်ျားတွေလည်းတယောက်မှမပါပါလားမြက်စွာဖေယားနောက်ကျွမြင်ဟာသူ့အဆက်သူတတိယလိုဇရစ်တော်ချုပ်နေပြန်ထိုင်ချလိုက်ပင်မဲသူ့ကိုမြင်သွားပြီဖြစ်တဲ့မိမတွေကအနာကိုဝိုင်းလာပြီးသူ့နားမလဲတဲ့စကားတွေနဲ့ဟစ်အော်ပြောဆိုနေလိုက်ကြတာ ကြက်တီးထစီရပါပဲကဲတော့မူကြပါခမညာကဲတော့မူကြပါကျွန်တော်ဒုက္ခတယ်ပါခမညာအကျဉ်ချင်းထက်ခါတလဲလဲအော်နေပင်မဲသူ့အော်တန်းကိုအဲ့ဒီမိမတွေနားလဲဟန်မတူဘူးအတွေ့အကြုံရှိသူတွေပြပြအခြေအနေကိုနားလဲသဘောပေါက်ပြီးသူထိုင်နေတဲ့ဇရစ်တော်ခြုံစီဝက်လုံးထိပ်မှချိတ်ထားတဲ့ထမိန်တထဲဝဲပြန်ရောက်ရှိလာပါတော့တယ် သူစဉ်းစားမနေနိုင်ပဲအဲ့ဒီမိမထမိန်ကိုလှမ်းယူအရှက်လုံယုံဝစ်ပြီးတရင်တရင်ထွက်လာတော့အပေါ်ပိုင်းအဝတ်မပါတဲ့မိမတွေဟာသူ့ကိုစားတော့ဝါတော့မဲပုံနဲ့ကြည့်နေတာပင်လေတဲ့ပြန်စင်းချင်စိတ်ပောက်ပါပါတော့တယ်။သူပြောတာလဲသူတို့နားမလဲသူတို့ပြောတာလဲသူကနားမလဲနဲ့နောက်ဆုံးဟန်အမူယာနဲ့အစာတောင်းတော့သူတို့တဲအိမ်စီခေါ်သွားပြီးငပြောသီးတွေချကျွေးတယ်။တကြုံလုံးယောက်ျားမရှိပဲ မိမကြီးဆိုတဲ့ပင်လေတဲကကျွန်းတွန်းပေါ်ရောက်နေလို့လားဆိုတာတွေးရင်းနဲ့အကြီးကဲနဲ့တူးတဲ့မိမကလက်ဟန်ချီဟန်နဲ့ပြောပါတော့တယ်။စားပြီးရင်သွားတော့တယ်။ဖရားကြီးသူ့ဘဲကိုသွားရမလဲ။ဒီမှာနေပြရစီဆိုလည်းမရဘူး။သူ့ကိုဒုတ်တွေဓာတ်တွေမိုးပြီးမောင်းထုတ်တော့နောက်ဆုံးသူလဲပင်လေတဲ့ပြန်ခုန်ဆင်းခဲ့ရတယ်။ ဒီတခါတော့အစာဝင်ထားလို့အပြည့်ပြည့်နဲ့ကုလို့ကောင်းတော့လူတစ်ဖက်လောက်ရှိတဲ့ဒဏိပောင်တုပ်ဒဏိလက်ကြီးတစ်ခုရလိုက်တယ်။အိုးဝမ်းသာလိုက်တဲ့ဖြစ်ချင်းသူတတဒလောက်ကြီးတဲ့ဒဏိပောင်တုပ်ကို မမြင်ဘူးဘူး။သူမော့ကြည့်လိုက်တော့ရေပေါ်မှာရက်နေတဲ့ဝတ်ဖြူစင်ကြဲအဖိုးအိုတရာသူ့ရဲ့အသီးစိတ်ကဒါဟာဒီရေပြင်ကိုပိုင်ဆိုးတဲ့အဖိုးတန်လျက်ဆောင်ပဲဆိုတာသိလိုက်တယ်။ အဖိုးပေးတဲ့ဓဏီပေါင်းတို့ကို ဖတ်တွေ့ကူးခတ်ရင်ငားလေကြုံနဲ့တွေ့လို့သူ့နေရက်ကို ပြန်ရောက်တယ်ဆိုရင်ပဲနောင်ကျော်မြင့်ဟာမိမရွေကြီးရှိတဲ့ကျွန်းကို မြင်တွေ့ရောက်ရှိခဲ့တဲ့အတွက်ကျွန်းပြန်ကြီး နောင်ကျွန်းမြင့်လို့အမည်တွင်သွားပါတော့တယ်။နောင်ကျွန်းမြင့်ရဲ့အသက်နှလုံးထဲမှာလည်းသူ့အသက်ကိုကယ်ဆယ်ခဲ့တဲ့သူဟာသူတော်ကောင်းကြီး အဖိုးတန်လျက်ဆောင်ဖြစ်တယ်ဆိုတဲ့ယုံကြည်မှုတွေတိတ်တဲနဲ့ဆိုင်နေပါတော့တယ်။ အဲလိုဂမ်မီယာဆန်နဲ့လျှို့ဝှက်တိတ်တဲမှုတွေထုံမွန်းထားတဲ့နောက်ကျွန်းဟာသူ့ရဲ့ကင်းမော်မိထွန်းလေးလှုပ်တက်မှနောက်ထပ်ပင်လေပြင်ကြီးရဲ့ပြုတ်ဝဲတိတ်တဲချက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ကြိုတင်မတွက်ဆမိယူအမှန်ပါတကယ်တမ်းကင်းမွန်မီထွန်းလေးထွက်မယ်ဆိုရင်လာမိုင်ညာကိုစောင့်ရတာအစင်အလာပါပင်လေဒီရဲ့တက်ကြဟာလနဲ့တက်ဆိုင်သလို လာမှညာဟာလဲကင်းမွန်ကောင်းလေးတွေနဲ့ဆက်နွယ်နေပြန်နေလာကအစုတ်လာညာကအမှောင်ညာကျေစင်လေးပြာဟာ ကရဝိတ်တကောင်ရင်ကြော်ရှင်းမှုမျိုးနဲ့ရေပြင်ကျဲထက်အတော့နှင်ပြေးနေတယ်တရုတ်အင်ဂျင်22ကောင်အားနဲ့စက်တန်ဟာနေရီမန်တီးသွားတဲ့ပုတ်လို့ရေပြင်ကို ပုတ်ခတ်လှုပ်ကစားနေတယ် ဝင်းချီဇက်ကတော့ပယ်နှင်းဆက်အရှိမအစင်တင် လေကလေးကတော့ကော်ထုံးကျွန်းသမီလာတောင်သုံးလုံးတွေကိုကြော်ပြီးဖြစ်ဖြစ်မြောင်မြောင်ကင်းမွန်မရသေးပါဘူးကင်းမွန်တွေရှားပါလာတာအဖမ်းသမားတွေများလာလို့များလာစကြက်ရွှေ့သွားလို့လားနောင်ကျွန်းမြင်တွေးနေမိတယ်ထွက်လာတာသုံးရကျော်လာပြီဆိုတော့လာကလည်းစုတ်တဲ့စုတ်လာပြီ ဒီညတော့နောင်ကျွန်းမြင်ဟာရေစီးတာတဲ့နေရာမှာလှေကိုကြောက်ချလိုက်တယ်။အမောင်ချင်းမီဆိုတာနဲ့မိဒီတွေအားလုံးဖွင့်ပြီးကင်းမွန်တွေကိုခေါ်ယူဖို့စတင်မာတော့တယ်။မိယောင်တွေရဲ့ဆုလက်မှုတွေကကင်းမွန်ကောင်းတွေရဲ့ဇီဝဝိညာဉ်ကိုဘလို့နှိုးဆွခေါငင်နေမသိ။တိတ်မကြခင်မှာမိသီးတွေရဲ့အလင်းရောင်အောက်ကိုကင်းမွန်အုပ်ကြီးဝစ်စင်းရောက်ရှိလာတော့တယ်။ တိတ်တိတ်တဲမဲမှောင်နေတဲ့ရေပြင်ထက်မှာမီးဆုံဝိယုံလွှမ်းပတ်ချုံထားတဲ့ကင်းမုံအုပ်ကြီးတွေရဲ့ဝင်းဝန်းတောက်ရောင်တွေဟာပင်လေပြင်းရဲ့ညအလှကိုချေတာအားဖြစ်နေသလိုပါပဲတခါတရံမီးထွန်းပြီးနာယီဝက်တနာယီစောင့်နာတော့တကောင်တမီးမှရောက်မလာတဲ့ညတွေကြုံမှုတော့ဒီလိုကင်းမုံတွတ်တာမြင်ရင်နောင်ကျွမြင်တို့စိတ်တက်တက်ကြွပျော်ရွှင်ကြပြီပေါ့ ဒီလိုမီးရောင်အောက်ကိုကင်းမုံတွေဆုလာပြီးဆိုရင်မီးတန်းတွေအနက်ကပေတန်းဥတန်းမီးတွေကို အရင်ပိတ်ရတယ်။ပြီးရင်အလေတန်းပိုက်မချတဲ့ဘက်ကမီးသုံးလုံးကိုပိတ်ပိုက်ချရမယ့်ဘက်ကမီးငါးလုံးကျန်မယ်။ပိုက်ချတဲ့အခါအိတ်စောမရှိတဲ့ဘက်ကချရမှာ။ဟောတဖြည်းဖြည်းနဲ့ကင်းမုံတွေ များတဲ့များလာတဲ့အခါမီးအဖြူရောင်သုံးလုံးကို ပိတ်လိုက်ရတယ်။ ပသားထုတ်ထားတဲ့မီးအဖြူမီးညီနှလုံးကိုချန်ထားအဲ့ဒီမှာပညာမီးစရာရဲ့ပညာနောင်ကျွန်းမြင်ဟာမီးအဖွင့်ပိတ်လုတဲ့ခလုံးဒင်မာကိုကစားပြီးမီးအနီကိုဖွင့်ရင်မီးဖြူကိုပိတ်လိုက်မီးဖြူကိုဖွင့်ရင်မီးအနီကိုပိတ်လိုက်နဲ့ကင်မွန်တွေရဲ့အရေးအခြေကိုကြည့်နေတယ်ကင်မွန်ကောင်တွေမီးအဖြူအလင်းနဲ့အောက်မှာပို့စုသလားမီးအနီအလင်းရောက်အောင်မှာ ပို့စုသလား ဘယ်ရောင်ကိုပို့ပြီးနှစ်ချိုက်တလဲအလိုလူသားတွေလိုပဲအချိုအခါရွေးချယ်ခြင်းများမှုဟာကင်းမွန်ကောင်းတွေစီ စီမျောရောက်ရှိသွားပါရောလားတကယ်တော့ဒါဟာလူတွေရဲ့လှည့်ပြားမှုအတတ်ပညာမျှတာဖြစ်ပြီးအဲဒီလှည့်ပြားမှုမာယာနဲ့ထောင်ချောက်ဆင်ထားခြင်းသာဖြစ်ပါတယ်ဒီလိုကင်းမွန်ကောင်းတွေ ထောင်တောင်းချီစုဝေးပြီးဆိုမှ အဝ24လမ်းအပေါ်အောင်9လမ်းရှိတဲ့ပိုက်နဲ့ချုပ်ရမှာဖြစ်ပါတယ်။ပိုက်ကွက်ကအောက်ဘက်မှာတလက်မခွက်ရှိပြီးအပေါ်ကိုတဖြည်းဖြည်းငါးမှုအရွယ်အကွက်သေးသေးလေးတွေဖြစ်သွားတဲ့ပိုက်မျိုး။အောက်ဘက်အဝအကျယ်ဘေးမှာ ကျိုးနဲ့တည်ထားတဲ့ဂဲသီးတွေရှိတယ်။ဒါဟာပိုက်ရည်တဲ့နဲ့အောင်လုပ်တဲ့အလေးတွေပါ။ဂဲဒီတွေလှေပေါ်ပုံပြီးတာနဲ့ အောက်ပိုက်ကိုပိတ်ဖို့လုပ်ထားတဲ့ရှုံကြိုးကိုဆွဲစီထိတ်ကလည်းကင်းမွန်တွေမထွက်နိုင်အောင်စုချီယုံပါပဲဒီအချိန်မှာကင်းမွန်တွေအလုံးပိုက်ထဲကဘုံအိတ်စီ ရောက်ကုန်ကြပါပြီပယ်နှင်းရှိခွဲဆက်ဝင်းချီဆက်နဲ့ဆွဲတင်လိုက်ရင်ကင်းမွန်တွေလှေထဲရောက်ကြရောဆိုပါတော့လေပေါ်ရောက်လာတဲ့ကင်းမွန်တွေကိုပလတ်စတစ်ဖန်တွေနဲ့ထည့်ရမှာဖြစ်ပါတယ် တပန်းမှာဆယ်ဖိတ်တာခန့်ပါတော့မှုဗန်း150ရလို့ကတော့ပိတ်တာ1500ဒီပြီးမှုနောက်ကျွန်းမြင်စိတ်ကူးရင်နိုင်ပြီပေါ့ဟေးဘန်းတွေပေါ်ကပလတ်စတစ်အိတ်တွေလုံးမစင်းနော်ဒီခါမျိုးဆိုရင်နောက်ကျွန်းမြင်အတန်ရောဟန်ပါတွက်လက်ဖြက်လက်နေတဲ့တင်ပလတ်စတစ်အိတ်မလုံးလို့ရေခဲကတ်ထဲရောက်ရင်ကင်းမွန်တွေရေခဲထိပ်ပြီးနှီးသွားတတ်လို့ ကြာသေးမီမှာစိုးရတယ်မဟုတ်လားကင်မွန်ရတဲ့ကျွန်းပေါ်မှာ နောင်ကျွန်းမြင်လို့မိစရာကဆေးရခိုင်နှုံရမှာဆိုတော့အလေအလွင်းအကြပေါက်မရှိအောင်သူကပဲဥဆောင်ပေးရမှာပေါ့ဆက်စရာနဲ့အလုံသမားကြီးတွေဟာလဆောင်ဝေးချက်တထောင်ဆိုတထောင်9000ဆို9000ပေးထားပြီးသားမို့ကင်မွန်ထီချင်းမထီချင်းဟာသူတို့နဲ့မဆိုင်ပဲနောင်ကျွန်းမြင်နေတာတက်ဆိုင်နေတော့တယ် အဲ့ဒီညကနဲ့ကြောကြောရေပြင်ထက်မှာ အလင်းအားရစုလို့နောက်ဆုံးမိသည့်အဖြူတလဲအနီတလဲဒင်မာနဲ့မိမာယာပြနေတော့ဘုံဆို မထင်မှတ်တဲ့ကဝေလမဲပကစင်းရင်ကွဲကြီးတကောင်းဝုံတိုင်းစုညံဝဲပြန်ရောက်ရှိလာပါတော့တယ်စုစုညံညံဆက်တန်ပေးပြီးသူ့လေထဲနှစာကြီးတဲ့ကင်းမွန်ဖန်လေကြီးတစီကျယ်စင်လက်ပြအနာကိုဝေါခနဲ့ရောက်ရှိလာလိုက်တာ အခုပဲမိုးပေါ်ကကျလာတယ်လို့ဆစောကမိမာယာနဲ့မြားဖို့အယုံစောကတ်နေတာမို့သူတတိမထားလိုက်မိခင်ဝင်းကျင်တစ်ခုလုံးလှုပ်ရှားပွက်ထားသူ့ရင်ထဲမိုးချိုးကွဲတွေဖွဲ့ဖွဲ့ကြွေကြကုန်ပါရောလားဆက်စရာနဲ့လေသားငါးယောက်ကလည်းအံ့အားကြီးတင့်လို့သူတို့မှင်တက်နေချိန်မှာကျယ်စင်လက်ပြားထဲနှက်ဆများတဲ့အလင်းအားတွေက ဆော့ဆော့ကသူတို့အားကျုံမန်တန်စူစည်းညုံငင်ထားတဲ့ကိမုံအုပ်ကြီးကိုအကြံပဒံဆွဲယူသိမ့်ပိုက်လိုက်ပါပြီကော။တွားပြီ။တွားကုန်ပြီ။အချိန်လှုပ်အားချွေးဆဲစိတ်တက်အင်အားဘာဆိုဘာမှမကြံတော့အောင်အငွေ့ပြန်ပျောက်ဆုံးကုန်ပါပြီလား။မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာမိကြည့်စရာတယောက်ပဲတိတ်ခါနေမာနတရားတွေကွဲကြေနစ်မြုပ်ကုန်တာကို ဒီအတိုင်းလက်ပိုက်ကြည့်နေရတာကတော့နောင်ကျွမြင်တသက်အခန့်ရခတ်ဆုံးပါပဲ။သူပယ်တိုင်းကိုခေါင်းနဲ့တိုက်ပြီးငိုကြီးခြင်းလောက်အောင်ကြေကွင်းထားခြင်းမှုတွေနဲ့မိုးများရာရေပါ မီးများရာကင်းမွန်ပါသွားတဲ့အဖြစ်ဆိုးအတွက်ဘသူကို အပြစ်တင်မောင်းမဲရမှန်းမသိပဲဖြစ်နေပါတော့တယ်။ပစင်းရင်ခွဲကောင်းတွေတောင်းချီအော်နေသလိုစူညံလှတဲ့လှေကြီးရဲ့ဆက်တန်အောက်မှာ သူ့ရဲ့တောက်ခေါက်တန်းတွေသာ အရာမရောအရေးမထင်တက်ပြင်းပင်တွင်တွင်ချလို့ကင်းမွန်တွင်ဒိုင်ယုံကမှချိတ်ဆွဲထားသော စီးပွားရှာရာစာနာပါစာတန်းကလေးကိုထက်ခါတလဲလဲမြင်ရောက်နေမိပါတော့တယ်အဲ့ဒီညာကကြေပြာမလင်းလာမင်းမရှိ နောင်ကျွမြင်ရင်ထဲမှာလဲဟင်းလင်းပွင့်လှက်ဘာဆိုဘာမှမရှိ ိတ်ဆက်ချင်းဟာသူ့ရင်ထဲကနင်းနေလေးလံမှုကိုအတန်ငယ်ဖြေလျှော့နိုင်မည်အထင်နဲ့ဒီနေ့တနေ့လုံးအိတ်လိုက်မိတဲ့နောင်ကျွန်းမြင်ဟာချောက်ချားပွဲအိမ်မက်ရဲ့ထက်စစ်နှိမ့်ဆက်မှုကိုထပ်မံခံလိုက်ရပြန်နေအိမ်မက်ထဲမှာ သူ့သမီးတမုတ်ဒေဝီဟာ မကျမ်းမမာဖြစ်နေတယ်လို့မြင်မှတ်တယ်။သူ့ဘဝမှာဒီသမီးကခေယခက်စစ်ရထားတဲ့သမီးမို့အဓိကအကြဆုံးပါ သူအိမ်နောက်ကြပြီးလင်းငါးနှစ်ကြာသည့်အထိတာသမီမရတော့သူမိမခင်မွန်ကမိမပီပီရုပ်ကစိုးမှာတာတောင်းရတာနဲ့ဟိန်နူဖျားမှာတာတောင်းရတာနဲ့အလုရှုပ်လာပါတော့တယ်သူကလည်းခလေးလိုချင်းချင်းဆိုတော့မိမလို့တမယာအပြစ်မတင် အားပေးနေမိတယ်အဲ့ဒီအချိန်မှာသူတို့မျိုးကလေးရဲ့ဒဝေကန်းရက်ွက်ကဖုံးတော်ကြီးเจ้าမှာငကားမောင်နှံဖျားလာဖူးရယ်ဆိုပြီး အုပ်ကျကျလူတွေတွားကြည့်ကြတော့ခင်မွန်လဲတွားကျင်နေဖြစ်ပါရောသူလဲအိမ်မှာနားနေခိုင်းတဲ့ကြုံတဲ့ချင်းခင်မွန်အလိုလဲဖြစ်ရရအောင်သူတို့နှစ်ယောက်ဖုန်ကြီးเจ้าကိုရောက်ခဲ့ကြတယ်သူတို့ရောက်သွားတော့အစ်စ်ဆန်းစိုးတိုးဝေဆက်စုလေးရှိတဲ့လူစုလူဝေးကြီးကတော့အတော်ရှဲသွားပြီဖယားစင်ကိုဥတိုင်းနေတဲ့ဟန်တွားရလမ်းတစ်လျှောက်လုံး ရေတွေနဲ့ငါအကြီးကုံတွေလိုမွေအကြီးကုံလိုလိုအေးကုံတွေလဲထတာတွေ့ရတယ်။ကျောင်းနိုင်ကိုတော်ကတရားထိုင်နေရင် အာယုန်ထဲမှာနှကားမောင်နဲ့တက်လာတာမြင်တော့လူတွေကြားထဲမလာဖို့မိတာရက်ခံလို့ပြန်ဆင်းသွားကြောင်းပြောပြတယ်။နှကားဆိုတာတကယ်ရှိသလားမရှိဘူးလားနောင်ကျွမ်းမြင်မသိဘူး။မမြင်ရတဲ့မမြင်ရတဲ့ပရဝလောကအကြောင်း နောက်ကျုံးမျက်နှာမလဲဘူးသူများနဂါဆိုလဲတောသားပြပြနဂါပေါ်ဟောပြောရင်ဆိုရင်ခက်တာကခင်မွန်လေကြည်ရင်နဲ့ကျမဘလို့ကြီးဖြစ်လာမှမသိဘူးအကိုရဲ့ချဲလိုက်တာဆိုပြီးသူ့ရင်ခွင်နဲ့ပြို့ချလာတော့အသားရည်တွေအေးဆက်တုံရင်နေပြီးခင်မွန်ကိုအိမ်မြန်ပြန်ခေါ်လာလို့နေကောင်းသွားပေမဲ့ အကဲမရတဲ့အမှုရာတွေကြောင့်ခင်မွတ်ခန္ဓာကိုယ်တဲ့တစုံတရာ ဝင်ရောက်ပူကက်နေတယ်လို့ထင်နေမိတယ်။ညာရောက်တော့အိမ်မက်ထဲမှာငကားလေးကခင်မွန်နဲ့အတူနေပြရစေတယ်။ဒီလိုနဲ့ခင်မွန်ဟာ ကိုဝင်လွယ်ခဲ့ရတယ်။မွေးလာတော့သမီးလေးကမျက်ခုံးနဲ့နဲ့မျက်ဝန်းစိမ့်စိမ့်မျက်အင်ကျဲကျဲမွေးခါစားကများဆိုရှာကလေးကိုတစ်လစ်ထွက်လို့ အတော်ကလေးကြည်လာတော့အသားမစားတတိတနန္တာစားပြီးတည်တဲ့နားလေစားရွယ်ကစားပြီးအင်္ဂကဆက်မှာတရားခွေမပြဲထည့်ပေးထားရတဲ့တကယ်သူတော်ကောင်းမလေးရေရဲအေးမြမှုကို နှစ်ချိုက်ပြီးတက်ရှင်းတက်ရတဲ့အနေစားကိုနှစ်သက်တယ်အသားရေက သူနဲ့လဲမတူခင်မုံနဲ့လဲကွဲပြားပြီးဖြူဥတက်စင်နေတာမို့သမုတ်တရားကလာတဲ့သမီးကို သမုတ်ဒေဝီလို့သူကိုယ်တိုင်အမည်ပေးဖြစ်တော့တယ်။အဲ့ဒီသမီးလေးကို မျက်နှာအကျိုးမခံမဲတစိမ့်စိမ့်ကြည့်နေတာတော့နှစ်နှစ်ခွဲရွယ်ကတခါအပြင်းပြသေးတယ်။အဲ့ဒီတုန်းကပူရဲပူရဲဆိုပြီးကျမ်းမြန်မာလူနေလိုက်တာမြင်ရစရာကိုမရှိဘူး။သူဇန်နာက သမီးဟာတမန်လူတွေလို့ကျမ်းမြန်ပေါ်ကန့်လန့်မလို့ပဲမွေတွေလို့အပေါ်အောင်လွန့်ပြီးလူတယ်။ ဒီကလေးကတမီးဟာရေကလာတဲ့တမီးဆိုတာနောင်ကျွမြင်စိတ်ထဲတေချာသည်ထဲတေချာသွားပြီအခုလဲသူ့အိမ်မက်ထဲမှာတမီးအပြင်းဖြားပြီးတလွန့်လွန့်လူးနေတာ မြင်နေရတယ်သူဖြက်ခနေနှူလာတော့အိမ်မက်ဆိုးကြောင့်ဇောချွေးတွေပြန်နေလိုက်တာ သူ့တကူလုံးရွှဲနေလို့နေလေအိမ်မက်ခရောက်ခရက်လို့စိတ်แทဖြေပင်မဲမပြေဘူး အိမ်မက်ကအာယုံထဲမှာဝဲလှဲစူးမှုနေတယ်။ငကူမလန်းနဲ့စိတ်ခန္ဓာဟာတမိကိုလွမ်းတာနဲ့တန်ွမ်းနွမ်းတခွေခွေဖြစ်နေပြီ။ကင်းမွန်တန်ချိန်မပြေပဲသူ့ဘလိုကမ်းပြန်ဝင်ရပါမလဲ။ဒီညတော့မျောလင့်ချင်းဒီရည်နဲ့အတူကျေစင်လေးပြားဟာရေပြင်ထက်မှာခက်တွက်တွက်ပြေးနေတယ်။တဖြည်းဖြည်းနဲ့သူ့လေကား ပြင်စကုကျုံးကိုရောက်လာပြီးဒီကလွန်ပြီးတော့သွားခွင့်မရှိတော့ဘူးလိုင်စင်ခံတတ်မှတ်ထားတဲ့နေရာမှသာဖမ်းခွင့်ရှိတယ်ဆိုတဲ့ဥပဒေကလည်းကင်းမွန်ဖမ်းလေးတွေကိုချုပ်ကင်ထားသေးတယ်ဒီညာကင်းမွန်ရမှဖြစ်မယ်မနေ့ကလိုအနှောက်ရှက်မပေါ်တန်ကောင်းပါဘူးဒါကလည်းတိုက်ဆိုင်သွားလို့ဖြစ်မှာပါ အမြဲတမ်းတော့သူကံမစိုးနိုင်ပါဘူး နောင်ကျွန်းမြင်ဟာသူ့ကိုယ်သူအားတင်းလိုက်ပြီးအလင်းပြောင်ညာချမ်းချိန်ကို တူးတိတ်စွာစောင့်နေတယ်။ကဲငါလဲဝေးပြီးခရီးစဉ်ကလည်းဆုံးတော့မယ်။နေရာကလည်းဘဝတူလှေတွေမရောက်နိုင်တဲ့နေရာ။မကြခင်မှာအမောင်ဟာခြေတံမပေးပဲရောက်ချလာတော့ကျေးရီတောက်မီးသီးတွေအလုံးဖွင့်တမီနင်းနမီနင်းသုံးမီနင်း နိုင်ဆဝန်းရဲ့ရစ်တန်းကိုစိတ်ထက်အာမန်နဲ့ပြေးလှည့်နေတော့အဟာကြည်လိုက်ကြစမ်းကွယ်သူမိသည်တိုင်းမိသည်တိုင်းရဲ့အလင်းအောက်မှာကင်းမွန်အုပ်တွေလင်းလက်ပြိုးပြက်နေလိုက်ကြတာတင်မာတော်မကစားရသေးဘူးတိုးတိုက်တွန်ရှာပွတ်ပွတ်ထနေပါရောလားဒီတခါတော့မင်းဘယ်ပြေးမလဲအလင်းကောင်တို့ရေအားလုံးသာပိုက်ချုပ်သေးရောက်ဘုံအိတ်ထဲဝင်လိုက်လို့ကတော့ တပတ်ဖိနှွက်ခါဆိုတမိနဲ့တွေ့ရတဲ့ရက်ပဲပေါ့လေနဲ့နှစ်ဖက်မှာထွက်နေတဲ့ဂိုင်းနံတွေပေါ်ကမိသည်တွေကိုပိတ်ပြီးနောင်ကျွမြင်ဟာဒင်းမာကိုကစားတော့မိသည်အဖြူရောင်နဲ့အနီရောင်အောက်ကိုကင်းမွန်တွေစုဝေးပြေးဝင်လာကြတဲ့အချိန်ကဲအဖြူကြိုက်သလားအနီကြိုက်သလားရွေးကြစမ်းမြန်မြန်နောင်ကျွမြင်ဟိုမှာကြည့်စမ်းဒိုးလေစီကူလာတာဘာကောင်းကြီးလဲဟာ တက်မှတ်မှုချင်းချင်းတွေနဲ့အာယုံနဲ့နှင်းဝင်နေတဲ့နောင်ကျွန်းမြင်ဟာဆက်စရာရဲ့သတိပေးတဲ့အကြောင်းဆက်ခနေခေါင်းထောင်သွားပါတော့တယ်။အလိုအလွန်ကြီးတဲ့ငရွက်တိုက်ကြီးတစ်ကောင်သူတို့လှေစီချင်းလာပါရောလား။ဖះရည်နဲတဲ့ကောင်ကြီးမဟုတ်ဘူး။သူ့လေလောက်နီးနီးကြီးလာပါလား။သူ့တတဲဒလောက်ကြီးတဲ့ငရွက်တိုက်ကြီးဒီတစ်ခါပဲမြင်မှုသေးရဲ့။ ငရွက်တိုက်ကငမန်းလို လူကိုအန္တရာယ်မပေးပေမဲ့ကင်းမွန်တွေကိုစပြစ်မှာအသေးချပဲဒင်းအတွက်အဆဆုပေးထားသလိုဖြစ်နေပြီ။နောင်ကျွန်းမြင်အတုံလှုပ်ကြီးတုံလှုပ်ပြီးဒင်းမှာပေါ်တင်ထားတဲ့လက်တွေရှော့ကြကုန်နေ။တခဏအတွင်းမှာပဲရင်နဲ့တလက်လက်တုံပြီးဒူးတွေခြောင်လာသလိုလိုနဲ့ဘာလုပ်လို့ဘာကံရမှန်းမသိဖြစ်နေတော့တယ်။ဒီတခါအဆုံးရှုံးမခံနိုင်တော့တာအမှန်။ ဒါဆိုရင်ဒီကောင်ကြီးလှေနှာမကတ်နိုင်အောင်ဟန်တားတိုက်ခိုက်မလားတိုက်ခိုက်ဖို့ဆိုတာမိန်လန်လက်နဲ့ပြည့်စုံအောင်ပါပြီးတော့ဒီကောင်ကြီးကိုရှင်တိုက်ဖို့ရေးအောင်ဘသူစင်းမလဲသူလားဆက်စီရလားလှေသား၅ယောက်လားဟွန်းတယောက်မှအလားလာမကောင်းနောက်ဆုံးတော့သူအကြံကုန်တော့စားချက်ဖို့တတိရတယ် ဆက်စရာရေးကြောက်ကိုစံတပန်းရေတမှုတ်ဖျောင်းနိုင်သုံးနိုင်ပြင်ဆင်ပေးပါနောက်ကျမြင်ဟာလေဦးမှာကြကြနာနာထိုင်ပြီးတခါကသူ့ကိုအသက်ဘေးကကယ်ခဲ့တဲ့အဖိုးတန်လျက်ဆောင်ကိုတပြီးစံပန်းကိုမြောက်တင်လိုက်တယ်မတိနားမလဲအမိုက်မဲလေးတွေမို့အပြစ်ရှိရင်ခွင့်လွတ်ပါအဖိုးရဲ့တဒဒတိုင်တန်မီတိုင်တယ်မီတန်းနေတဲ့နောက်ကျမြင်ရဲ့အတန်ကလွဲရင်း တလှေလုံးတိတ်ဆိတ်ငြိမ်သက်နေကြတယ်။အသက်များရဲရဲမရှိဝန်းနဲ့ကဘာထိတ်ကရက်ကြည့်နေသူရဲ့ခံစားမှုမျိုးနဲ့စောင့်ကြည့်ရင်ခုန်နေကြတယ်။ပတ်ဝန်းကျင်တစ်ခွင်မှာတော့လူတွေရဲ့အပူကိုမသိခုအညေကိုလည်းမမြင်နဲ့အလင်းညှိုးချက်အောက်မှာတိုးဝင်တွန်းထိုးနေတဲ့မီးဆုံရောင်တောက်တာကင်းမော်အုပ်ကြီးရဲ့မြူးတူးပျော်ပွက်တံတွေကညင်ရန်ကိုထိုးပေါက်နေတော့တယ်။ ဟောမမျော်လင်းတဲ့မြင်ကွင်းကြောင့်သူတို့ရဲ့ခါးတွေကိုမတ်မတ်ဆန်ပြီးသူတို့ရဲ့မျက်လုံးတွေအစွမ်းကုန်ပြူကျေကုန်တော့တယ်။ဖယားကြီးသူတို့လေနာကို ရောက်လူရောက်ခင်ငရွက်တိုက်ကြီးဟာဘာစိတ်ကူးပေါက်တယ်မသိ။နောက်လေပြန်ပြေးသွားပါရောလား။နောင်ကျုံမြင်ဟာအချိန်မဆိုင်တော့ပဲငိုင်းတွေနေတဲ့လေသားတွေကင်းမွန်ကောင်းတွေကိုပိုက်ဝိုင်းချုပ်ဖို့အချက်ပေးချူကို ဝီခနဲမှုတ်တင်လိုက်ပါတော့တယ်။သူ့ဘဝမှာဒီတစ်ခါချူမုံရတာလောက်ကောင်းတဲ့အရာသာရှိမယ်မထင်ဘူး။မီချန်ဝီနဝရီရတဆုံမဂ္ဂဇင်း2000ပြည့်နှစ်အောက်တိုဘာအဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။